မင်္ဂလာပါရောက်စတဲ့ကိုဖခင်ကောင်းချီးပေးပါစေဒီနေ့တော့ယုံကြည်သူရောက်စီတိုင်းအတွက်သိထားတဲ့အချက်ယုံကြည်သူ ဖြစ်ပြီဆိုလို့ရှိရင်ကျမ်းစာရဲ့အတိတ်ပဲကိုဖွင့်ပြချက်ကို မလွဲဘဲနားလည်သွားဖို့ကျမ်းစာကိုတည်တည်ချာချာသိလာဖို့အတွက် ကိုကိုယ်တိုင်လေ့လာတဲ့အခါမှာ ဘယ်လိုလေးလာရမလဲဆိုတဲ့အကြောင်းလေးကိုတင်ပြသွားမှာဖြစ်ပါတယ်အဲ့ဒီဘာသာရပ်ကိုတော့ကျွန်တော်တို့ hermeneutic လို့ခေါ်ပါတယ် hermeneutic ဘာသာရပ်ဖြစ်တယ်ဘာမှလို့ပြောမယ်ဆိုလို့ရှင်တော့တမာချမ်းစာကိုကျွန်တော်တို့အနက်ဖွင့်တဲ့ကျမ်းဘာသာရပ်ဖြစ်တယ်လို့ပြောရမှာပေါ့နော်ဆိုဘယ်လိုအ내ဖွင့်မလဲဘယ်လိုအတိတ်ပဲကိုကောက်မလဲဆိုတော့ကျွန်တော်တို့တိထားမှသာလဲစံစာရဲ့လေးနဲ့ချင်း မှန်ကန်စွာအဓိပ္ပာယ်ဖွင့်နိုင်မှာဖြစ်တယ်အဲ့တော့ခေါင်းစဉ်ကတော့ကျမ်းစာအနှစ်အဓိပ္ပာယ်ဖွင့်ဆိုသည့်ဘာသာရပ်လို့ကျွန်တော်တတ်ထားပါတယ်အပိုင်း1 A ကိုကျွန်တော်အရင်စပြောမယ်ဆိုတော့ how many you take ဆိုတော့တမချန်းစာရဲ့ဘာသာရပ်ဟာတမချန်းစာကိုအ내ဖွင့်ရ၌ရိုးရိုးလေးနဲ့လေးနဲ့မှုရှိစေဖို့အထောက်အကူပေးတဲ့ဘာသာရပ်ဖြစ်တယ်အဲ့တော့ဒီစကားဟာလဲဘယ်ကလာလဲဆိုလို့ရှင် Greek ဘာသာစကားဖြစ်တဲ့ဂရိကနေပြီးလာတဲ့စကားဖြစ်ပြီးမှကျမ်းစကားကိုကျမ်းစကားအတိုင်းအမှားမရှိစေဖို့အတွက်ဘာသာပြန်နိုင်ရန်ပြုစုထားတဲ့ဘာသာရပ်ဖြစ်တယ်။အဲ့မှာအဲ့ဒီဘာသာရပ်မှာကျွန်တော်တို့သိပ္ပံဗေဒသဘောတရားနဲ့ဝိစာဗေဒသဘောတရားနှစ်မျိုးတို့ဖြင့်အ내ဖွင့်နိုင်တယ်။တနည်းအားဖြင့်ပြောမယ်ဆိုလောကီနဲ့လောကုတ်တရားနှစ်ဖြာသောအသင်ကို ဆောင်တယ်။ကျက်စာကိုဘာသာပြန်တဲ့အခါမှာသိပ္ပံနိကျတဲ့စနစ်စည်းမျဉ်းတွေနဲ့လမ်းပြမှုကိုခံယူထားတဲ့အတွက်ကြောင့်ဝိဇ္ဇာဘာသာသဘောနဲ့လဲကျွန်တော်ဖြည့်ဆွက်ပြုမှပေါင်းစည်းကျက်စာကိုနားလေတကြွန်လာစေဖို့ရအတွက်လိုအပ်တယ်ဆိုလိုတာကတိတ်ပြန်တိတ်ပံပေရာရဲ့တိတ်အဝိဇ္ဇာ ပါတာเนาะဘေဒပါတာနှစ်ရက်ကိုကျွန်တော်တို့ပေါင်းစည်းနားလေအတိတ်ပဲဖွင့်ရမှာဖြစ်တယ်အဲ့တော့ဒီသင်္ကန်းစာအဖြစ်ចန်းစာရဲ့အဓိကကြတဲ့အချက်အလက်တွေကိုဝဉ္ဇီရတိုက်တွန်းဝဉ္ဇီရတိုးတက်စေဖို့အတွက်เนาะအချက်လက်တွေကိုဆွဲယူမယ်အ내ပြန်မယ်ဆိုလို့ရှိရင်နော်ကျန်းစာကိုအရှိအရှိတိုင်းမှန်ကန်စွာနဲ့အ내ဖွင့်နိုင်ဖို့ အရေးကြီးတယ်အဲ့အတွက်ကိုလည်းကုညီမှာဖြစ်တယ်အချက်လက်ကလေးတွေအဖြစ်ဒီ hermeneutic ကိုကျွန်တော်နားလည်ထားရင်စမ်းစာကိုနက်ဖွင့်တဲ့ခါမှာအတိတ်ပြန်မလွဲတော့ဘူးဆိုတော့ပြောပြချင်ပါတယ် hermeneutic ဘာသာရတမားစမ်းစာကိုရေးသားတဲ့သူရဲ့ရည်ရွယ်ချက်အကြောင်းတရားဆိုလိုရင်းအတိတ်ပဲကိုသိရှိနားလည်စေဖို့ဖြစ်တယ် တမာချန်းစာဟာလူကရေးတဲ့လူရဲ့သမိုင်းစာအုပ်ဒါမဟုတ်ဖဲနဲ့ဖယားခင်နဲ့ဆက်ဆံအကျွမ်းဝင်စေတဲ့စာအုပ်ဖြစ်တယ်။ဘာလို့လဲဆိုတော့ဖယားခင်ရဲ့ဝိညာဉ်တော်အဖြစ်မှုတ်သိမ်းထားသောစာအုပ်ဖြစ်တယ်။ရေးသားချက်နဲ့ရည်ရွယ်ချက်အတိတ်ပဲတွေကိုရှာဖွေတဲ့အခါမှာလဲတန်ရှင်သောဝိညာဉ်တော်ကကိုညီလမ်းပြပေးမှာဖြစ်တယ်။ ဆိုဖျားသခင်နဲ့ဆက်ဆံမှုရှိရမယ့်အကြောင်းနော်အတိတ်ဘယ်ကိုသိစေဖို့အတွက်တရှိနှုတ်ဝိညာဉ်တော်ကူညီတာဖြစ်တယ်ဆိုဟာမနျူတိကဘာသာရရရရချက်ပန်းတိုင်ကဘာလဲဆိုလို့ရှင်အဓိကသင်ရဲ့သင်ဤပင်ကိုညာနော်သင်ရဲ့ပင်ကိုညာအဖြစ်အ내အတိတ်ဘယ်ဖွင့်ဆိုရမှာမဟုတ်ဘူးအဲ့တော့ ိုယ့်ရဲ့အတွေးကိုကိုယ့်ရဲ့เนาะသဘောတရားနဲ့ပဲကျွန်တော်တို့နဲ့ဖွင့်ဆိုရမယ်ညာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့တစ်ချက်နားလေရမှာအဲ့တော့ကောင်းပြီသမာကျမ်းစာကိုတိကျသောအတိတ်ပဲဖွင့်မယ်ဆိုလို့ရှိရင်ဘယ်လိုလေ့လာရမလဲကျမ်းစာကိုအနေဖွင့်တဲ့အခါမှာဘာနဲ့တူလဲဆိုတော့ ရေကိုရေတွင်းထဲကခတ်ယူလိုက်တဲ့သဘောပေါ့နော်ကျန်းစာကနေပြဆွဲထုတ်မယ်ဆွဲယူမယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဖျားစခင်နှုတ်ကပတ်စကားကျန်းစာထဲမှာဖျားစခင်နှုတ်ကပတ်စကားတွေကျွန်တော်တို့ဆွဲယူပြီးမှဖတ်ရှုတယ်အဲ့လိုဖတ်ရှုတဲ့အခါမှာဝိညာဉ်တော်ကလမ်းပြတယ်အဲ့လိုဆွဲယူပြီးတော့မခတ်ယူလိုက်တာကိုကျွန်တော်တို့ exegesis လို့ခေါ်တယ် ဟိုဆွဲယူလိုက်တာ exegesis လို့ခေါ်ပါတယ်အဲ့ exegesis ဟာတရှင်တော်ဝိညာဉ်ကနေပြီးတော့မှဖရာခင်ရဲ့နှုတ်ကပတ်စကားတွေကိုလူစကားဖြင့်ရေးသားထားပြီးမှတမိုင်းနဲ့ရည်ကျေးမှုဒီပါပေါင်းဆက်ပြီးမှရေးသားထားတဲ့စာအုပ်ဖြစ်တယ်အဲ့တော့ ကျွန်တော်တို့အနေနဲ့အတိတ်ပဲဖွင့်ဆိုမယ်ဆိုပါဆိုအဲ့ကျမ်းစာကိုကျွန်တော်တို့နားလည်ထားရမှာကဖျားခင်ရဲ့အကြောင်းကိုလူစကားနဲ့ရေးထားတာမဟုတ်ဖဲနဲ့လူတွေအတွက်ဖျားခင်ရဲ့စကားကိုရေးထားခြင်းဖြစ်တယ်အဲ့တော့ကိုကျွန်တော်တို့က inspiration လို့ခေါ်တဲ့ဝိညာဉ်တော်မှုတ်သွင်းခြင်းတန်ရှင်းသောဝိညာဉ်တော်ကကျမ်းစာကိုရေးသား ဘယ်လိုရေးရမလဲဆိုတဲ့အကြောင်းကိုစီမံထားခြင်းအဲ့ဒါကို inspiration လို့ခေါ်ပါတယ်ရှင်ပေါလူကြီးကတိမောသေကိုကျမ်းစာနဲ့ပတ်သက်ပြီးမှခွန်အားပေးတိုက်တွန်းထားတဲ့အချက်တစ်ချက်ရှိပါတယ်နှစ်တိမောသေအခန်းကြီး3ငယ်16ကျမ်းစာထဲမှာအခန်းကြီး36ငယ်16တည်းဟာ2 Kroom စံပြရဲဆိုတော့ကျွန်တော်နားလေရတယ်အဲဒီမှာလဲဘာတွေ့ရလဲဆိုတော့ထိုကျက်စာရှိသမျှသည်တဲ့ဖယားသခင်မှုသိမ့်တော်မူသောအဖြစ်ဖြစ်၍ကျက်စာရှိသမျှဟာဖယားသခင်မှုသိမ့်တော်မူသောစာသည်ဖြစ်တယ်ဆိုတော့ကိုသူကစကားပလင်ခံထားတယ်ပြီးတော့တခါနှစ်ပေနော် ရှင်ပေတုဩဝါဒစာဒုတိယဆောင်အခန်းကြီး1အငယ်20မှာလဲ20အငယ်21ကိုကြည့်ပြန်ရင်လဲကျမ်းစာ၌ပါသောအနာဂတ်တိစကားမြည်စီကတဲ့ကိုလိုလျော့အနဲ့မပေါ်ဟုရှေးဦးစွာတိမှတ်ကြလောဆိုတော့အနာဂတ်တိကျမ်းဆိုတာကရှေးကိုကြုံမြင်တဲ့အရာပေါ့နော်ဘာတွေဖြစ်မယ် ဘုရားသခင်ရဲ့ကျမ်းစီဘလို့ရှိတယ်ဆိုတော့ကိုကျွန်တော်သိရှိနားလည်ဖို့အတွက်ကဘုရားသခင်ကပဲပေါ်ပြမှာဖြစ်တယ်ကိုယ့်ရဲ့သဘောနဲ့ကိုစဉ်းစားတွေးခေါ်ပြီးမှဟောကြားလို့မရဘူးပြမအကြောင်းမူကအနာဂတ်စကားသည်လူလိုအဖြစ်ဖြစ်ဖူးသည်မဟုတ်ဘုရားသခင်တန်ရှင်သောသူတို့သည်တဲ့တန်ရှင်သောဝိညာဉ်တော်၏တိုက်တွန်းတော်မူခြင်းကိုခံ၍ဟောပြောချင်အဲ့တော့ အဲ့အနာဂတ်ကိုလူတွေကိုသိစေဖို့အကြောင်းကဖျားသခင်အလိုတော်ဖြစ်တယ်။ဒါကြောင့်ဖျားသခင်ကအစကတည်းကရှိတယ်။လူတွေတက်လက်အရင်သိထားရှိထားတယ်။လူတွေကိုလည်းဖန်ဆင်းတယ်။နောက်လူတွေအတွက်ကိုလည်းအနာဂတ်ကိုအများကြီးကြီးမားတဲ့အကြံစီတွေရှိတယ်။ဒါတွေကိုဖျားသခင်ကလူတွေကိုသိစေဖို့အတွက်လူကိုပြန်ပြီးအတုံးချပြီးမှရေးသားထားတဲ့အစာအုပ် ဟာသမာကျမ်းစာဖြစ်တယ်ဒီလိုရေးသားတဲ့ခါမှာလဲဘုရားသခင်တန်ရှင်သောဝိညာဉ်တော်ကကူညီလမ်းပြတယ်ဆိုတော့ကျွန်တော်နားလေရနော်ဘောပင်တချောင်းကိုကျွန်တော်ကြည့်တဲ့ခါမှာနော်ဘောပင်တချောင်းနဲ့ကျွန်တော်နာမည်တွေရေးမယ်ဆိုပါဆိုနော်နာမည်တွေရေးတဲ့ခါမှာဘောပင်ကရေးတာလားလူကရေးတာလားလူကရေးတာဆိုတော့လူကဘောပင်အနီလေးနဲ့ရေးမယ်ပြီးတော့တခါလူကပဲဘောပင်အပြာလေးနဲ့ရေးမယ်အဲ့ နောက်တော့ဘောပဲအမဲလေးနဲ့ရေးမယ်စသဖြင့်เนาะဘောပဲအမျိုးစုံတုံးပြီးတော့မှအရောင်မျိုးစုံခြေပြီးတော့မှကျွန်တော်တတ်မှတ်ကြတယ်ဒီလိုပဲတမချန်းစာကိုဖရာသခင်ကလည်းရေးသားတဲ့နေရာမှာ လူကိုဘောပဲအဖြစ်အသုံးပြုပြီးတော့မှရေးသားထားတယ်ဆိုတော့ကျွန်တော်တို့နားလေသဘောပေါက်ရအောင်ဖြစ်ပါတယ်ဒါကြောင့်เนาะ ဖျားသခင်အာသူ့ရဲ့နှုတ်ကပတ်စကားကို ရေးသားရ၌လူကိုအသုံးပြုခြင်းဖြစ်တယ်။ဖျားသခင်ကသူကိုယ်တိုင်စီမံကုတ်ကဲပြီးတော့မှရေးသားထားရမှာအမျိုးအစားအမျိုးစုံကွဲပြားပြီးတော့မှဂျမ်းတွေကိုရေးသွားတယ်ပေါ့နော်။ဓမ္မတိဂျမ်းဓမ္မဟောင်းဂျမ်းစသဖြင့်ပေါ့နော်။အဲ့လိုရေးသွားတဲ့အခါမှာလူတန်းစားမျိုးစုံအစစ်တပ်မျိုးစုံကိုဖျားသခင်သုံးသွားတော့ကြည်ချင်းအားဖြင့် ညာတက်တဲ့လူလည်းရေးတယ်ပညာမတက်တဲ့လူလည်းရေးတယ်ဒါကိုချစ်ချင်းအဖြစ် statement တစ်ခုတည်းပေါ့နော်မြင့်သွားတာလည်းမရှိဘူးနှိမ်သွားတာလည်းမရှိဘူးဒါဟာတူဦးတယောက်ရဲ့เนาะအကျံစီတစ်ခုတည်းဖြစ်တယ်ဆိုတော့ကိုကျွန်တော်ထင်ရှားစွာနဲ့နားလည်ရမှာဖြစ်တယ်အဲ့ဒီတူဦးတယောက်ကဘာတူလဲဆိုရှင်သာရဘုရားဖြစ်တယ်သာရဘုရားကနေလူဒီကိုသိစေဖို့အကြောင်းเนาะစံစာကိုပြည့်စုံထားတယ်ဆိုတော့ကိုကျွန်တော် နားလည်ရမှာဖြစ်ပါတယ်ဒါကြောင့်နှုတ်ကပတ်တော်စကားဟာအမှားယွင်းမရှိစေရန်ရည်သားထားခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့နားလည်ရမှာအဲ့တော့နောက်သုံးတစ်ချက်အနေနဲ့ canonization လို့ခေါ်တဲ့ inspiration ဟလာဝိညာဉ်တော်ဖိပြချက်ကိုရေးသားဖို့ရန်အတွက်အသုံးပြုခြင်းခံရတဲ့စာပေကျမ်းဂန်တွေအကြောင်းကျွန်တော်လေ့လာရအောင်အဲ့တော့စာပေကျမ်းဂန်တွေဟာ ရှေးဟောင်းလူမျိုးများအသုံးပြုတဲ့ကျန်းစာတွေဖြစ်တယ်။ပေရွက်ဒီပုံမှာเนาะကျွန်တော်တို့ရေးတယ်ရေးသားတယ်အဲ့တော့အဲ့စာပေကျန်းကလေကအစ်စ်မှန်ဖြစ်သလားလို့မေးစရာရှိတယ်။တမကျန်းစာဟာဘုရားသခင်နှုတ်ကပတ်တော်နှုတ်ထွက်တော်စာအုပ်ဖြစ်တဲ့အတွက်ကြောင့်ဘုရားသခင်လူများကเนาะမှန်ကန်ကြောင်းကိုအတိအမှန်ပြုခဲ့တယ်။ ပြန်လေကူးယူရေးသားတဲ့အခါမှာလဲအမားရွှင်မရှိလေအောင်ထိမ့်သိမ့်ထိမ့်ချောင်းပေးတယ်ဆိုကိုစန်းစာပြုစုတဲ့လူတွေကစန်းစာဖြစ်ပေါ်လာပုံအကြောင်းမှာကျွန်တော်တို့ဖတ်ရပါတယ်။တမာစန်းစာဟာ66ကျန်းပါဝင်တယ်အဲ66ကျန်းစလုံးကိုတဲ့တန်ရှင်းသောစန်းစာပိုင်များအဖြစ်နော်ဖျားသခင်က ဝင်ကျင်တော်မှုတ်သွင်းထားတဲ့အခါမှာတပိုက်မှပြစ်ပယ်စရာအကြောင်းမရှိဘူးကျန်းစာတပိုက်သုံးဖို့စာပိုက်တပိုက်ဟာတမာကျန်းစာအဖြစ်ထည့်သွင်းထားခြင်းဖြစ်ပါတယ်ထူးထူးခြားခြားသော အကျိုးများစွာလည်းရှိတယ်ယောမခန်းကြီးသုံးအငယ်23ကိုကြည့်တဲ့အခါမှာထူးမြတ်သော အကျိုးဟူမူကားအေးပြားတိချင်းကိုခံသောယူဒလူမျိုးတို့ ဒီဖိယသခင်ဗျာဒိတော်ကိုခံရကြ၏သူတို့ဒီသူတို့တွင်အချို့မယုံကြည်တော်လဲအဘဲဆိုးဝယ်ရှိသည်သူတို့မယုံဘဲနေခြင်းအရာဒီဖိယသခင်တစ္ဆာတော်ကိုဖြတ်တိုင်းတလောတဲ့ယုံတော့မယုံတော့ကိုယ်ပိုင်ပေါ့နော်ဆိုတော့ကျမ်းစာထဲမှာရေးသားတဲ့အရာတွေကတော့ဖိယသခင်ရည်ရွယ်ချက်ကိုတော့မပြတ်ဘူးပေါ့အဲ့ဒါကယုံတော့မယုံတော့လူပိုင်း ဘုရားခင်အကြောင်းကိုပြောပြဖို့ကတော့လူတွေကိုအသုံးပြုပြီးတော့မှစံစာဖြစ်လာအောင် ရေးတာကတော့ကျူးစုတာကဘုရားခင်အပိုင်းဖြစ်တယ်။ဒါကြောင့်တမောင်းကာလကတည်းကလူတွေကိုဘုရားခင်ကသူ့ရဲ့စကားကိုယုံကြည်ကြတဲ့သူတွေရှိသလိုမယုံကြည်ကြတဲ့သူတွေလည်းရှိတယ်။အဲ့တော့တမောင်းကာလမှာကြည့်တဲ့အခါမှာတချို့စံစာတွေဟာ လူရဲ့เนาะအကြံစီလူရဲ့အတွေးခေါ်ရင်းနဲ့ရေးထားတာဖြစ်တယ်ဒါတွေကိုကျွန်တော်တို့ကကျမ်းပယ်စာအုပ်များလို့ခေါ်တယ်အဲ့ကျမ်းပယ်စာအုပ်တွေလည်းအခုတက်တိရှိနေသေးတယ်ဆိုတာတွေ့ရတယ်ဓမောင်းကာလမှာဒီမကအခုတက်တိတချို့စာအုပ်တွေမှာလည်းတွေ့နေရသေးတယ်ဆိုတော့ကျွန်တော်နားလည်တယ်ဒါကြောင့်ဓမ္မကျမ်းစာပြီးကျွန်တော်တို့အတွက်အနာဂတ်ကိုဖျားသခင် ဘာအလိုရှိလဲဆိုတော့ကိုသိစေဖို့လို့ငါရေးသားထားတဲ့ဖရာသခင်ရဲ့အကြံစီဒီများဆိုတော့ပါဝင်တဲ့ဓမ္မကျမ်းစာကိုဖြစ်တယ်ဆိုတော့ကျွန်တော်နားလဲရင်းဒီဟာကိုသိသိချစ်သာနားလဲစေဖို့အတွက်ဒီ hermeneutic ဘာသာရပ်ဆိုတဲ့ guideline လေးကိုကျွန်တော်အရင်သင်တယ်လို့ကျွန်တော်ဝင်ခဲ့သွားမှာဖြစ်ပါတယ်ဒီအပိုင်းကတော့ပထမအပိုင်းအနေနဲ့ အပိုင်း 1A ဖြစ်ပါတယ်ဒီနောက်အပိုင်း 1B ပြီးတော့အပိုင်း 2A အပိုင်း 2B စသဖြင့်ကျွန်တော်ပို့ချသွားမှာဖြစ်ပါတယ်ရောက်စီတိုင်းကိုဖျားသခင်ကောင်းချီးပေးပါစေအာမင်